ထောက်တော်ငါမင်းတို့ဒီနေ့မတက်သေးဘူးငါရဲ့စိတ်ဝိညာဉ်တန်းစင်ခံရမင်းတို့နဲ့ဟင်းသပရနိုင်ငံကစစ်ပွဲချမှာမပါဝင်ဘူးတလပိုက်မြူသားရဲ့မျက်နှာမူရာကလည်းမှောင်မိုက်သွားပြီးသူ့ရဲ့ရင်ထဲမှာလည်းဒေါသများပို့ပြီးတော့ပြင်းထန်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုံးချင်ပါတယ်သူရဲ့ကျင့်ကြံမှုအစင်းလဲဆိုရင်တွန်ထင်းမှဝိညာဉ်စင်တန်းလံမရှိဘူးဆိုရင်တွန်ထင်းအောင်အလေကူနဲ့တက်နိုင်ပြီးသားပဲဖြစ်ပါတယ်။သူကစဉ်းစားနေတော့တွန်ထင်းအောင်လည်းစိုက်ကြည့်မိပါတယ်။ခဏနေတော့သူကပြောလိုက်ပါတယ် ဒီလိုဆွားမျိုးနဲ့ငါ့ကိုချင်းချောက်ဖို့ကမလိုတော့သေးဘူး။ဝိညာဉ်စေတန်အလှမှာဒီလိုဆွားမျိုးပဲရှိတာလား။တွန်ထင်းရလေရင်မောလိုက်ပြီးသူ့ရဲ့မျိုးလုံးများတောက်ပွားလာကသူကပြောလိုက်ပါတယ်။အဓိကဝိညာဉ်စေကူပေါ်လာစမ်းသူကသူ့ရဲ့လက်ထရာဝိညာဉ်လောင်ဝင်ရလိုက်တော့စိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်အဓိကဝိညာဉ်စေကူကထပ်ပြီးတော့ထွက်လာပါတယ်။ဒီဒီခါမှာတော့တက်လက်ပိုင်အမျိုးသားခါတိဆောင်နဲ့ပြောင်းလိုက်ပါတယ်။ထိုချိန်မှာတော့သူ့မျိုးနဲ့ဝင်ရဝိညာဉ်စေတန်အလှမ်းကိုဘာလို့အရင်ကကြောင်းရရတဲ့ဆိုတော့သူကနောက်ဆုံးတော့နားလိုက်သွားပါတယ်။တက်လက်ပိုင်အမျိုးသားကလည်းပြောလိုက်ပါတယ်။ စိတ်ဝင်ရင်တဆင်ခံရစစ်ပွဲမှအပေါဝင်ဦးဆိုရင်ငါစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကိုကိုစားပြုပြီးတော့ဒီကိစ္စကိုပြောပေးမယ်ငါတို့ကစိတ်ဝင်ရင်တဆင်ခံတွေကိုခြေတလန်းတော့မှဝင်ဦးလို့ခရီးပေးတယ် ထို့သောပြောပြီးနောက်သူကတွန်ထင်းကိုလက်နှစ်ဖက်စိုးနှုတ်ဆက်ကဂီယူဒဆိုင်နဲ့ထွက်သွားပါတယ်။တွန်ထင်းကတော့ဝိညာဉ်လံကိုဝင်ရမ်းပြီးဝိညာဉ်ပိုင်းစားတွေအားလုံးကိုပြန်ယူကဝန်လင်းနဲ့အတူအမြန်ပဲထွက်သွားပါတယ်။ဝိညာဉ်စေတန်းအလှန်မကြသေးခင်ကဖျော်ဖြဲခဲတာတွေကိုမြင်တွေ့ပြီးနောက်ဝန်လင်းရဲ့မျိုးလုံးများဆရာထက်သက်မှုများပြန့်နှံ့နေပါတယ်။ကဘာကြီးကရန်ဝန်မှာကျပင်းပါတယ်။ထိုလန်နဲ့ဆိုရင်သူကဘဲကိုမဆိုးသွားနိုင်ပါတယ်။တွန်ထင်းကတော့မာနထောင်လာနေတဲ့အတန်နဲ့ဒါငါတို့စိတ်ဝိညာဉ်တန်းစင်ခိုင်းရဲ့ဝိညာဉ်စေတန်းအလှန်ရဲ့စွာပဲမင်းရဘလို့ထင်လဲ။ဝန်လင်းကတော့အရန်ကိုအစွမ်းထက်တယ် ူကပြန်ဖြေလိုက်ပါတယ်။တွန်ထင်းရလေရေးပြီးဝိညာဉ်အနှံကိုတုံးဖို့အတွက်တိတ်ချတဲ့နီလန်းဆိုတာမရှိဘူး။ဥပမာ60မြောက်ဘိုးဘေးကပုံစံတွေကိုကျွမ်းကျင်တော့သူကပုံစံတွေကိုဖန်တီးဖို့အတွက်တုံးတယ်။တွန်ထင်းကပြည်လူနိုင်ငံကိုပြန်သွားရင်ဝယ်လင်းကိုဝိညာဉ်ဆက်တန်းအနှံအကြောင်းပို့ပြီးတော့ပြောပြလာပါတယ်။ခုနစမ်းမြောက်ဘိုးဘေးရဲ့နယ်ပယ်ကဝါမြွချင်းဆိုတော့သူကရန်သူတွေကိုပူအားကောင်းအောင်ဝိညာဉ်တွေကိုဝါမြွဖို့ဝိညာဉ်အနှံကိုတုံးတယ်။ဒါပေမဲ့ဝိညာဉ်ဆက်တန်းအနှံမှာအများနဲ့ရှိနေတဲ့စွမ်းအားတစ်ခုကတော့ပေါင်းဆက်ခြင်းပဲ။မင်းမြင့်ခဲတဲ့အာဏာတပ်ချင်းအစဉ်ဝိညာဉ်ကိုပေါင်းဆက်ခြင်းနဲ့ဖန်တီးထားတာ အမြဲတမ်းတော့မခံဘူးအာနာတက်ချင်အဆင့်ကျင့်ရသူနဲ့အမွှေးတိုင်းစာတိုင်းစာတော့တိုက်ခိုက်နိုင်တယ်ဒါပေမဲ့ဓာရီကဒီလန်ရဲ့အဆင့်မှန်စွမ်းရည်တော့မဟုတ်သေးဘူးအာနာတက်ချင်အဆင့်ကျင့်ရသူတွေကိုတကယ်ချင်းချောင်းနိုင်တာစရုထဝဉ္ညိပဲ နှစ်ပေါင်းထောင်ချီကာလအတွင်းမှာစရုဒဝိညာဉ်ဟာဒီချိန်မဲပေါ်လာမှုတယ်အဲ့ဒီတော့ငါတို့ခိုင်ရဲ့နောက်ဆုံးအာဏာတက်ခြင်းအစောပိုင်းအဆင့်ဘိုးဘေးရောက်ဒုတိယမျိုးဆက်ဟင်းသာဗြဟ္မနဲ့အတူအခြားသူတွေကအာဏာတက်ခြင်းအဆင့်ကျင့်ရသူ၄ယောက်နဲ့တိုက်ခိုက်ခဲ့တယ်။ကောင်းကင်ဘုံကြောက်စိမ်းတွေကိုလူဦးတာအဓိကရွေချက်ဖြစ်ပေမဲ့တွန်ထင်းရဝလင်းကိုနှစ်နေ့ကြာမှပူကောင်းအောင်လို့ထိန်းချုပ်နိုင်ဖို့ဝိညာဉ်စေတန်အလန့်ကြောင့်ပို့ပြီးတော့တင် जा ပေးခြင်းတွေပါတယ်။တွန်ထင်းရဝလင်းကိုဘာအောင်မအောင်ဖုံးကွက်ထားပါဦး။ သူကဝန်လင်းကိုတကယ်တပည့်တယောက်လိုပဲဆက်ဆံပါတယ်ဝိညာဉ်ရဲ့လမ်းကြောင်းထိုလိုအပ်ချက်တွေကိုမြတ်တော်အဖြစ်ဆရာတပည့်ကိုပဲလက်ဆင့်ကမ်းမိတာပါတုန်ထင်းတဲ့ဝန်လင်းကတရားဝင်ဆရာတပည့်တော်မဟုတ်ပေမဲ့သူတို့ရဲ့စစ်ဆန်ရေးကဒီလိုပဲဖြစ်ပါတယ်ဝန်လင်းရဲ့မျိုးလုံးများတော့စိုက်ကြည့်ပြီးဒုတိယမျိုးဆက်ဟင်းတော့ဗလာနဲ့အတူလား ူကမေးလိုက်ပါတယ်တွန်ထင်းရတော့ခေါင်းညှိလိုက်ပါတယ်စွန်ပြခန့်မတိမျိုးမျိုးနဲ့ကိုအနိုင်ယူပြီးနောက်ပထမမျိုးဆက်ဟင်းတာဗရာအာနာတက်ထင်းအစင်ကျညက်သူအချုံနဲ့အတူစွန်ပြခန့်မတိမျိုးမျိုးနဲ့ကိုစိတ်ခတ်ဖို့ကိုကျိုးကိုစွန်ခဲ့တယ်ပြီးတော့သူကလူတယောက်ကိုဒုရယမျိုးဆက်ဟင်းတာဗရာဖြစ်ခန့်ခဲ့တယ်အဲ့လူကအရန်ကိုထမြက်ပြီးတော့ထူးကျွန်းတယ် ူကနောက်ပိုင်းဟင်းသားဗရာရီနဲ့အယောင်ကွာချားတယ်။သူကအစ်င့ကကျင့်ကြံရင်တိုင်းပြည်တွေကိုမနှိမ်နှင်းဘူး။သူအုပ်ချုပ်တာနှစ်ထောင်ပဲရှိပေမဲ့သူကဟင်းသားဗရာရီအားလုံးထက်ကျင့်ကြံမှုအဆင့်ပိုပြီးတော့မြင့်တယ်။သူကအာနာတချင်အဆင့်ကိုရောက်ပြီးနောက်နောက်တစ်ဆင့်ကိုတလန်မှုအတွက်တဝက်ပဲလိုတယ်လို့လည်းပြောကြတယ်။အဲ့လူကဟင်းသားဗရာဂျိုရဲ့တမိုင်းမှာနံပါတ်၁အတန်မဆုံးလူပဲ။ထိုရောက်ကြတော့ဝန်လင်းရဲ့နှလုံးသားတုံ့လုံးသွားပါတယ်။သူကစစ်ထုနဲ့အမေပြောခဲ့တဲ့ဇာတ်တခုကိုတွေးမိသွားပါတယ်။ထိုရာသူကဟင်းသားဗရာဂျိုရဲ့အတန်မဆုံးလူဖြစ်တဲ့ဆိုတဲ့ဇာတ်ပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ကဘာလဲ။ ွန်ထင်းကတော့ခေါင်းခါလိုက်ပါတယ်အချိန်နေရရောင်းကြာနေပြီဆိုတော့ဘသူကမှသူ့ရဲ့နာမည်ကိုမသိတော့ဘူးငါတို့ကလည်းသူ့ကိုဒုတိယမျိုးဆက်ဟင်းသားဗလားလို့ပဲမှတ်မိကြတာ လက်ရှိဟင်းသားဗရာတော့တိနိုင်တယ်နောက်ဆုံးမှသူကဘာဖြစ်သွားလဲသူကမိလိုက်ပါတယ်တွန်ထင်းကလည်းဖြစ်ဖြစ်ချင်းသူကဘယ်ရောက်သွားလဲဆိုတာငါမသိဘူးတွန်ထင်းကတော့တပင်းကိုချပြီးဆက်ပြောလိုက်ပါတယ်ပြင်ပချင်းရသူတွေနဲ့တိုက်ပွဲကစွန့်ပစ်ခံမတိမျိုးမျိုးနဲ့ရဲ့ဘိုးဘေးဝင်းကြီးနဲ့တိုက်ပွဲထက်ပူပြီးတော့ပြင်းထန်တယ်လို့ကောလာဟာလာတွေကထွက်နေတယ်နောက်ဆုံးတော့ငါတို့စိတ်ဝင်ကြီးတန်းစင်ခံရဲ့ဘိုးဘေးကလည်းမရှင်းနိုင်ဘူးဘာလို့လဲဆိုတော့သူကအာနာတက်ချင်းအစောပိုင်းအဆင့်ချင်းရသူပဲလေသူကအသက်ရှင်ဖို့အတွက်စရူရဝင်းကြီးကိုတုံးပြီးပြင်ပချင်းရသူတယောက်ကိုတတ်ခဲ့တယ် ဒါပေမဲ့စရုဒဝိညာဉ်ကတော့အကြီးကျယ်ထိခိုက်ခဲ့ပြီးအဲ့ခရေကအိတ်ဆက်နေတယ်။ငါရဲ့တွချံမှုရဆိုရင်တော့အခုကတော့ပြန်ကောင်းလို့နေပါဖြစ်နေပြီ။တိုက်ပွဲရအနိုင်ရပြီမဲ့ဒုတိယမျိုးဆက်ဟင်းသာဗရာကိုပြင်ပချင်းရသူတွေကလိုင်းလံရှာဖွေပြီးပျောက်ကွယ်သွားတယ်။ဝန်လေးရဲ့နှလုံးသားကလည်းတုံ့လုံးသွားပါတယ်။စစ်ထူနန်ကသူကပြင်ပချင်းရသူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ပြောခဲ့တာကိုလည်းဝမ်လင်းကသတိရသွားပါတယ်။နောက်ဆုံးမှတော့သူ့ရဲ့ခနာကူကပျက်စီးသွားရင်ပဲသူ့ရဲ့ဝိညာဉ်ဟာကောင်းကင်ဘုံစန့်ကျင်ခြင်းဗရေးစိတ်တွေကိုထပ်ပြေးလွတ်မြောက်ခဲ့ပြီးအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ထိုလူတွေပေါ်စစ်ထုနယ်ရဲ့မုန်တီမှုကအလုံးမင်းပဲဖြစ်ပါတယ်။တွန်ထဲပြောကြရဆိုရင်ဒုရယာမျိုးဆက်ဟင်ဒဗရာရဲ့ကံကြမ္မာစစ်ထုနံနဲ့အတော်လေးကိုဆင်တူပါတယ်။ဝယ်လင်းကတပင်းကိုချပြီးမျိုးလုံးများလည်းတောက်ပတ်သွားပါတယ်။လက်ရှိဟင်ဒဗရာမကျင်မနက်ဖြစ်နေရဖြစ်ပါတယ်။စစ်ထုနံကနူလာမဆိုရင်လက်ရှိဟင်ဒဗရာကိုကူညီမလား။တွန်ထင်းကတော့ဝယ်လင်းကိုကြည့်ပြီးဘာတွေတွေးနေရလဲ။ သူကမေးလိုက်ပါတယ်ဝန်လင်းကတော့ခဏထွေးပြီးစွန်ပစ်ခံမတင်မျိုးမျိုးနဲ့နဲ့ဟင်းဒဗရာတိုင်းပြည်သားမှာစစ်ဖြစ်နေတဲ့အချိန်ဒုတိယမျိုးဆက်ဟင်းဒဗရာရှိတဲ့ရင်လက်ရှိဟင်းဒဗရာကိုကူညီပေးမလား ဝလင်ကမိလိုက်ပါလေတွန်ထင်းရတော့ရင်မောပြီးဒုတိယမျိုးဆက်ဟင်းသာပရာရှိနေနိုင်ချေတော့မျော်လေးမနေနဲ့ဒါပေမဲ့ရှိခဲ့မဲ့ဆိုရင်တော့လက်ရှိမျိုးဆက်တော့မကူညီဘူးသူတို့ဂျာမန်လည်းဘာမှမပတ်သက်ဘူးဒုတိယမျိုးဆက်ဟင်းသာပရာကအရန်ကိုမာနကြီးရဲ့လို့ကောလာဟလာရီယာထွက်နေရယ်ပထမမျိုးဆက်ဟင်းသာပရာကိုကျေးဇူးရှိလို့သာသူကဒီချိုမာနေနေရမဟုတ်ရင်တော့သူ့ကိုယ်သူမြင့်တိမ်မှုအတွက်အခြားနေရာကိုထွက်သွားပြီဝလင်ကတော့ခေါင်းကိုညှိလိုက်ပါလေ သူ့ရဲ့မျက်လုံးများကလည်းတော့ပေါက်သွားပြီးဟိန္ဒဗလာမျိုးဆက်လက်ရှိမှာဆိုရင်ဘယ်နှဆက်ရှိပြီလဲသူကမေးလိုက်ပါတယ်တွန်ထင်းကတော့နှာခေါင်းကိုရှုပ်ပြီးလက်ရှိဟိန္ဒဗလာ၁၄ဆက်မြောက်ပြီးတော့ငါအမုန်းဆုံးပဲဝလင်းကတော့ခနောက်တွေပြီးရုတ်တရက်အကြီးကဲကအစောပိုင်းကပြောခဲ့တဲ့စွန့်ပစ်ခံမတင်မျိုးဘူဘေးဝဉ္ညင်ဆိုတော့ပါလေဝလင်းကမေးလိုက်ပါတယ်တွန်ထင်းကတော့ခေါင်းအခါပြီးငါလည်းဘာမှန်းတော့မသိဘူးဂိုင်းလေးကမတန်းနေမှာတွေ့ခဲ့ဘူးတော့ အဲ့တော့ကစွမိခန့်မတိမျိုးမျိုးနဲ့နဲ့စစ်ပွဲကြီးဖြစ်တော့ကအဲ့ဘိုးဘေးဝိညာဉ်ဟာပေါ်လာပြီးအာနာတက်ချင်အစဉ်ကျဉ်ကျဉ်သူတွေအများကြီးကလည်းတစ်ဆုံခဲ့ရတယ်။ကောင်းပြီလေဒါတွေကိုမပြောတော့ဘူး။ဟိန္ဒဗရာချိုဝဲစစ်ပွဲကနင်းနေပြီးအမျက်သွောင်းထို့တို့ပြောပြီးနောက်တွန်ထင်းရရုတ်တရက်အမျက်နှောင်းကိုတင်လိုက်ပါတယ်။ထို့လားအနေနဲ့တွေ့မှာတွန်ထင်းရဝန်လင်းကိုဂျိုဝဲတဝက်လောက်ကိုခေါ်သွားခဲ့ပါတယ်။အခုသူတို့ရှိမှဟိန္ဒဗရာကုန်းမြို့ကိုမြင်နေရပါတယ်။ဟုတ်တယ်ဘိုးဘေးကပြင်ပကျဉ်ကျဉ်သူ၄ယောက်ထဲကနာမည်တစ်ခုကိုမတန်းတင်ခဲ့တဲ့ ဲ့လူကတော့ဒက်စင်ငါးခုဂျိုဝါနီလာတာသူ့နာမည်ကတော့နန်ဒူလို့ခေါ်တယ်လို့ပြောတယ်ဟုတ်တယ်လို့တော့ငါထင်တာပဲပြောင်းမယ်ဆိုရင်တော့ငါမှတန်းနေပါတယ်ကြောက်စင်းကိုပြေးမယ်နန်ဒူဝလင်းရဲ့ခန္ဓာကိုယ်ကတုံလို့သွားပါတယ်ဘာဖြစ်တာလဲတုံထင်းရလေဝလင်းဘက်ကိုလှည့်ပြီးမင်းကုန်းထုတ်တဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ဝလင်းကတော့တပင်းကိုချပြီးအတိနန်ဒူနဲ့ကျွန်တော်တွေ့ဘူးတယ်တုံထင်းရလေအံ့ဩသွားပါတယ်သူ့ရဲ့မျိုးလုံးများကလည်းတောက်ပေါက်သွားပြီးနန်ဒူကိုတွေ့ဘူးတယ်သူကလည်းမြင်လိုက်ပါတယ်ဝလင်းကတော့နန်ဒူနဲ့ပတ်သက်တဲ့ကိစ္စကိုတုံထင်းကိုပြပြလိုက်ပါတယ်စိတ်ဝင်စားစရာပဲနှစ်ပေါင်းများစွာအသက်ရှင်ခဲ့တဲ့မ ကောင်းဆုံးအုပ်ချုပ်ရ အနာတချင်အစင်းုံတော်ကျော်လွန်ပြီးနောက်တစင်းကိုရောက်နေလောက်ပြီးမဟုတ်ရင်သူကဂူရီအသက်ရှင်မို့ဆိုတော့မဖြစ်နိုင်ဘူးသူတို့နှစ်ယောက်ကအတော်လေးရောအမြန်ပြတ်တမ်းပြီးမကြခင်မှာပဲဟင်တာပရာကုန်းမီရဲ့မြောက်ပိုင်းကိုရောက်ရှိလာပါတယ်ထိုအချိန်မှာတော့ဝင်လင်းရဲ့မျိုးလုံးများတိကျသွားပါတယ်တွန်ထင်းကတော့ပူစောပြီးသတိထားမိပုံရပါတယ်ဘာလို့လဲဆိုတော့သူကဝင်လင်းကိုဆွဲပြီးနောက်ကိုဆုပ်လိုက်ပါတယ်အစင်းရောက်မီးလင်းရောက်တစ်ခုကဟင်တာပရာကုန်းမီရဲ့အဆုံဖြန်မှပေါ်လာပြီးကုန်းမီရဲ့တစ်ခုလုံးဖုံးထားပါတယ်ဟင်တာပရာအစီရင်တွန်ထင်းရဲ့မျက်နှာကတော့မလှနိုင်ပါဘူးဟင်တာပရာအစီရင်ကထူးထူးပေါ်မှာအဆွမ်းထက်ဆုံးအစီရင်ပဲဖြစ်ပါတယ် ကြီးလဲကြီးနိုင်ပါတယ်တေးလဲတေးနိုင်ပါတယ်ဒူရရင်အဖေးဝအသုံးပြုမဲ့ဆိုရင်တော့ဂျိုတစ်ခုလုံးဖုံးဖုံးပြီးပြင်ပါချင်းရသူတွေနဲ့လေဟာနယ်ထဲမှာရှင်တန်နေတဲ့တားရည်တဲ့စီကနေကောက်ွယ်ပေးနိုင်ပါတယ်အသေးဆုံးအနေနဲ့ကတော့လူတယောက်တည်းဟုတ်ပဲကောက်ွယ်ပေးနိုင်ပြီးအရန်အောင်မှအစွန်းထက်ပါတယ်ဟင်းတော့ဗရာနိုင်ငံကစွန့်ပြခံမတိမျိုးမျိုးနဲ့ကိုအနိုင်ယူဖို့စွန့်ပြထားတဲ့ပုံရတယ်ဟင်းတော့ဗရာအစီရင်ကိုအသက်သွင်းဖို့လူဝတဲ့ဝိညာဉ်ကြောက်တွေကမယုံနိုင်လောက်အောင်များလုံးနဲ့ကောင်းကင်းပုံကြောက်တွေအများကြီးကိုလည်းလူဝတဲ့ဟော့ဟော့ဟော့အာနာတက်ချင်နောက်ဆုံးအဆင့်ကျင့်ကြံသူနဲ့တော့ရှင်းနိုင်လောက်တယ် တွန်ထဲတဲ့မျိုးများကလည်းတောက်ပွားသွားပြီးရှေ့ကိုလည်းမျိုးထိုးလိုက်ပါတယ်။သူ့လက်ချောင်းကားနဲ့အနေအောင်အွှေ့တစ်ခုကလည်းထပ်ပေါ်လာပြီးအစင်းရောက်မီးလင်းရောက်ပေါ်ကြောက်သွားပါတယ်။အနေအောင်အွှေ့များနီးကလာတဲ့အချိန်တွင်အစင်းရောက်မီးလင်းကတွန့်ခေါက်သွားပြီးအစင်းရောက်လက်တီးတစ်ခုဖြစ်ပေါ်လာကအနေအောင်အွှေ့ကိုထိုးလိုက်ပါတယ်။ ကျေလုံတဲ့အတန်တစ်ခုကလည်းထပ်ပေါ်လာပြီးအနေအောင်ငွေကပြောက်ကွက်သွားပြီးလက်တီးကလည်းအစိမ်းရောက်မီးလင်းစီကိုပြောင်းသွားပါတယ်။တွန်ထင်းကတော့ပြောင်းလိုက်ပါတယ်။ဘလူးနတ်ဆိုမျိုးနွယ်ရဲ့သွေးတွေကလည်းပေါဝင်နေရဲ့။ဒါကြောင့်ဒီပုံစံလေးမှာဘလူးနတ်ဆိုမျိုးနွယ်ရဲ့သွေးစွမ်းအားတွေဟာရှိနေရဲ့။ဘလူးနတ်ဆိုမျိုးနွယ်စီကိုသွားတော့ကဒီလောက်ပြဿနာတွေကိုမထားခဲ့တဲ့ဦး။ငါကိုယ်တိုင်သာသွားခဲ့မယ်ဆိုရင်အနာဂတ်မှာလစားချိမှုတွေမဖြစ်လောက်အောင်သူတို့အားလုံးကိုတက်ပစ်လိုက်မှာ။စွန်ပြက်ခံမတင်မျိုးမျိုးနွယ်ကိုလာခဲ့တော့ကဟင်းသာဗဒါရဲ့ဒုတိယတပည့်ချန်ဖန်ကဘလူးနတ်ဆိုမျိုးနွယ်စီကိုသွားပြီးသူတို့ကိုလှုပ်ပစ်လိုက်တယ်။ ပြီးတော့ဟင်္ဒဗရာနိုင်ငံကိုပြောင်းရွှေ့ပေးလိုက်တယ်ဟင်္ဒဗရာနိုင်ငံကဘာလို့ဒီလောက်ထိရေဩနေရလဲလို့ငါတွေးနေရဒါပေမဲ့သူတို့ကဘလူးနတ်ဆိုကလန်ရဲ့သွေးကိုရည်ရွယ်နေရထင်တယ်ဒီလောက်များတဲ့ဘလူးနတ်ဆိုမျိုးနဲ့သွေးနဲ့ဆိုရင်ဒီပုံစံမှာသူတို့ရဲ့သွေးစွမ်းအားတွေကပေါင်းနေတယ်ဝယ်လင်းကတော့ဘာမှပြောပါဘူးချီဦးကရှိနေတော့သူတို့အလုံးကိုတပိပို့ဆိုတာမှဖြစ်နိုင်ပါဘူးတွန်ထင်းတဲ့မျိုးလုံးကလည်းအိဆက်ပြီးဟင်္ဒဗရာအစီရင်ကိုစိုက်ကြည့်ကအောင်ဖိလိုက်ပါတယ်ဟင်္ဒဗရာအစီရင်ကကုန်းမြစ်တစ်ခုလုံးဝင်းရထားတယ်ကီလိုမီတာ9000တိုင်းမှာအစီရင်ကိုထိန်းထုံနေရလူကရှိရမယ် ဒီဖိုးကြီးအတွက်ထွက်လာခေစမ်းမဟုတ်ရင်တော့စွမေခံမတင်မျိုးမျိုးနဲ့နေရာမရောက်ခင်ငါဖွင့်ပေးလိုက်မယ်ဒီဖိုးကြီးရဲ့စိတ်ရှိမှုကအချိန်ကန့်သက်ရှိတယ်အသက်ရှူချိန်၃ချိန်စာပဲအချိန်ပေးမယ်အသက်၂ချိန်ရှူပြီးရတော့အစိမ်းရောက်မီနီယံထဲမှာလူတယောက်ကပေါ်လာပါတယ်ထိုလူကတော့စပင်ရှင်နဲ့အဖေအဝင်းကိုဝစင်လာပြီးချုံမောပါတယ်သူကတည်းကမကောင်းဆွားဆန်တဲ့အမွေတက်များလည်းထွက်နေပါတယ်ပုံမှန်အားဖြင့်သူစီမှာထူးဆန်းတဲ့ဆွဆောင်မှုတွေအားထွက်နေပါတယ်ထိုလူကလည်းပြုံးပြီးတော့ ပြောလိုက်ပါတယ်အကြီးကဲဒေါသမထွက်ပါနဲ့ခမရကျွန်တော်ထွက်လာဖို့ပြောလို့ကျွန်တော်ထွက်လာပါတွန်ထင်းကတော့အစ်ဆက်စွာနဲ့အစီအုံဖင်လိုက်ခမရကပြောသူလိုပါပဲမကောင်းဆိုးဆန်တဲ့လူငယ်ကလည်းသူ့ရဲ့လက်ကိုမြောက်ပြီး အစိမ်းရောက်မီနီယံထဲကိုလညှိုးထိုးလိုက်ပါတယ်အပေါက်တစ်ခုကလည်းပွင့်သွားပြီးတွန်ထင်းရတော့နှာခေါင်းကိုရှုပ်ကဟင်းသားပရာကုမိထဲကိုဝင်သွားပါတယ်ဝက်လင်းကလည်းနောက်ကနေလိုက်သွားပါတယ်ဒူဝါရင်ထိုးအချိန်မှာပဲမကောင်းဆိုးဝါဆန်တဲ့လူငယ်ရဲ့မျိုးလုံးများတောက်ပတ်သွားပြီးသူ့ရဲ့လက်ကိုဝင်လိုက်တာကြောင့်အစိမ်းရောက်မီနီယံပိတ်သွားပါတယ်ဝက်လင်းရဲ့မျိုးလုံးများတော့အိပ်ဆက်သွားပါတယ်သူကတော့အပြင်မှာပိတ်မိနေပါတယ်ကောင်လေးမင်းကတေးချင်းနေရလားတုန်ထင်းရဲ့မျိုးလုံးများတော့အိပ်ဆက်သွားပြီးမကောင်းဆိုးဝါဆန်တဲ့လူငယ်ကိုကြည့်လိုက်ပါတယ်ထိုလူကတော့ကြောင်းနဲ့ပုံပေါ်မနေပဲမြင်သာဆောင်နဲ့ပြောင်းလိုက်ပါတယ်အကြည့်ကဲ ဒေါသမထွက်ပါနဲ့ဂျိုးတစ်ခုလုံးကိုတော်လုံးစေခဲ့တဲ့ကျင့်ကြံသူ ဆန်နူးနဲ့တိုက်ခိုက်ခြင်းလို့ပါဆန်နူးကိုမင်းရငါနဲ့တိုက်ရလားမကောင်းဆိုးဝါးဆန်တဲ့လူငယ်ကအစင်းရောက်မင်းရဲ့အဖင်ဘက်ဝလင်းကိုကြီးလိုက်ပါတယ်မင်းရဘသူလဲဝလင်းကတော့မျက်မှောက်ကျော်လိုက်ပါတယ်ကျင့်ကြံသူဆန်နူးကိုငါတို့ကပထမဆုံးတွေ့တာဖြစ်ပေမဲ့မင်းရဲ့အကြောင်းငါအများကြီးသိထားတယ်ငါရဲ့ကိုလို့တော့အနီအောင်လိပ်ပြာမင်းအကြောင်းကိုပဲတွေးနေရမကောင်းဆိုးဝါးဆန်တဲ့လူငယ်ကပြောလိုက်ပါတယ်ချန်ဖန်ဝလင်းရဲ့မျိုးလုံးများတောက်ပတ်သွားပါတယ်မကောင်းဆိုးဝါးပုံပေါက်နေတဲ့လူငယ်ကခေါင်းကိုညှိပြီး အကိုဆန်နူးကကျွန်တော်ရဲ့နာမည်ကိုသိနေလိမ့်မယ်လို့မထင်တော့ဘူးကျွန်တော်ရဲ့စိုးသွန်းတဲ့ညီမငယ်ဟာပြပြလိုက်တာဖေးရမယ်သူကကျွန်တော်ရဲ့အကြောင်းမကောင်းတာတွေအများကြီးကိုပြောခဲ့မှာပဲသူကလည်းပြောလိုက်ပါတယ်တွန်ထင်းတော့အစ်ဆက်တဲ့အတန်နဲ့တော်ဗီချမ်ဖန်အစီရင်ကိုဖိလိုက်မင်းနဲ့အချိန်ဖုံးနေဖို့အတွက်အချိန်မရှိဘူးအခုမဖွင့်ဘူးဆိုရင်မင်းကဒီမှာပဲအမြင်နေရလိမ့်မယ်ချမ်ဖန်ကလည်းရေလိုက်ပါတယ်အကြည့်ကဲ ျွန်တော်ကမကောင်းတဲ့ရွယ်ချက်မရှိပါဘူးအကြီးကဲကယူထည့်ထားတဲ့စက္ကန့်သူကကျွန်တော်နဲ့တိုက်ခိုက်ရတဲ့တတိနာကိုမရှိဘူးလားအကြီးကဲကစိတ်ချလို့ရပါတယ်ကျွန်တော်ကသူတည်စီနိုင်မဲ့အကွက်တွေကိုမတုံးပါဘူးကျွန်တော်တို့ကလက်ရည်ဆိုင်းရုံပါပဲတွန်ထင်းရလေပြောင်းလိုက်ပါတယ်သူကလက်ကိုမြောက်ပြီးသူ့ရဲ့မှော်ပညာကိုတုံးတော့မလို့လို့တော့ဝယ်လင်းကကောင်းပြီလေငါမင်းနဲ့တိုက်မယ် သူကပြောလိုက်ပါတယ်ချန်ဖန်ရဲ့မျိုးလုံးများလည်းတောက်ပတော့ပါတယ်သူကရေမောရင်အစိမ်းရောက်အလင်းတိုင်းထဲကနေထွက်လာပါတယ်ဝယ်လင်းနဲ့ဆယ်ပေကွာမှာရက်ပြီးသူကပြောလိုက်ပါတယ်ကောင်းတယ်အကိုဆန်ကလီယန်ဖန်နဲ့ဘလူးနတ်ဆိုကလန်ကဘိုးဘေးကိုတတ်ခဲတဲ့လူဆိုတာအံ့ဩစရာတော့မရှိပါဘူးဝယ်လင်းကတော့ထွက်လူနဲ့အချိန်မဖြုံးချင်ပါဘူးချန်ဖန်ကထွက်လာတဲ့ဝယ်လင်းကသူ့ရဲ့ကောင်းကင်ဘုံတားကိုထုတ်ပြီးကောင်းကင်ဘုံစွမ်းကိုအသက်သွင်းကချန်ဖန်ကိုခုန်ချလိုက်ပါတယ်ထိုအရာဝယ်လင်းကချန်ဖန်နဲ့ပထမဆုံးအချိန်တွေ့ဆုံခြင်းဖြစ်ရင်ပဲသူ့အပေါ်ကောင်းတဲ့ခံစားချက်တော့မရှိခဲ့ပါဘူးဝယ်လင်းရဲ့ပထမဆုံးအကွက်သူ့ရဲ့စွမ်း 120ရာခိုင်နှုန်းနဲ့ဖြစ်ပါတယ်ထုတ်ခုံးချရတော့တန့်ရှင်းပြီးမိုးကြိုးလိုပဲမျက်စံပါတယ်ခြံဖန်းရဲ့မျိုးလုံးများတော့အိဆက်သွားပါတယ်သူကတော့ဘာရည်တနာမောက်မတုံးပဲသူ့ရှိကလေထဲကိုလူညိုးနဲ့ထိုးလိုက်ပါတယ် ကောင်းကင်မှာကျေလောင်တဲ့အတံများလည်းပြည့်တင်ထသွားပါတယ်။ဝယ်လင်းရဲ့ထုတ်ခုတ်ချက်မှာကောင်းကင်ဘုံစွမ်းအင်များပေါဝင်တာကြောင့်ကောင်းကင်ဘုံဓာရဲ့စွမ်းအကိုအစာပေါင်းများစွာပုံမူပြီးတော့အကောင်းစေပါတယ်။ထိုကွက်မှာဝယ်လင်းဒီပိုင်နဲ့ထဲသုံးနိုင်တဲ့ကောင်းကင်ဘုံစွမ်းအင်အလုံးကပေါဝင်တာကြောင့်သူ့ရဲ့စွမ်းကအမခံပဲဖြစ်ပါတယ်။ချန်ဖန်ကကောင်းကင်ဘုံဓာရဲ့အောက်ကိုမဖယ်ရှားနိုင်ခင်ပေထောင်ကွာကိုတွမှုခံလဲရပါတယ်။သူ့ရဲ့အမူအရာကတော့ငြိမ်သက်မှုမရှိတော့ပါဘူး။သူကဝယ်လင်းရဲ့ကောင်းကင်ဘုံဓာကိုစိုက်ကြည့်ရင်သူ့ရဲ့မျိုးလုံးများလည်းအိပ်ဆက်ပြီးတောက်ပေါနေပါတယ်။ကောင်းကင်ယသနာ သူ့ရဲ့ညာဘက်လက်ကတုံဝင်နေပြီးသွေးများလည်းစီးကြလာပါတယ်။သူ့ရဲ့ညာလက်တစ်ခုလုံးကလည်းထုံကျင်နေပါတယ်။ဝယ်လင်ကပထမဆုံးကတ်မှာအပြေးဝါတက်ခဲလိမ့်မယ်လို့ချန်ဖန်ကလည်းမျှော်လင့်မထားပါဘူး။ချန်ဖန်ကိုတစ်ချက်ခုတ်ပြီးနောက်ဝယ်လင်ကသူ့ရဲ့ပါဇက်ကနေအနံ့ရောင်အလင်းနောက်တစ်ခုထွေးထုတ်လိုက်ပါတယ်။သူကလက်နဲ့ဖန်လိုက်တော့ဝိညာဉ်ဆက်တန်းရှိတဲ့ဝိညာဉ်အလံဖြစ်လာပါတယ်။တစ်ချက်ဝင်လိုက်တော့ဝိညာဉ်အစိမ်းအလုံးကပြန့်ထွက်သွားပါတယ်။ဝယ်လင်ကချန်ဖန်ကိုမနိုင်ဘူးဆိုတာသိပါတယ်။ချန်ဖန်ကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလေအစင်းမှရှိနေပါတယ်။ထိုးချင်းတွေကိုဖြည့်ရှင်းဖို့တစ်ခုတည်းသောနီလန်က ချန်ဖန်ကဘလို့တုတ်ပြန်ရမယ်မသိခင်သူကအရင်ဆုံးလှုပ်ရှားပြီးအမြန်တိုက်ခိုက်မှုပဲဖြစ်ပါတယ်ဝင်းညင်ပိုင်းစားတွေကပေါ်လာနဲ့ဝလင်းကအမြန်ပဲပြောလိုက်ပါတယ်စားပြစ်မေယီမတွနိုင်နဲ့ဝင်းညင်ပိုင်းစားတွေထဲမှာအဓိကဝင်းညင်ဆနှစ်ခုကရှိနေပါတယ်သူတို့ကမှောင်မိုင်းနေတဲ့အပြုံများနဲ့ချန်ဖန်စီကိုခုံလိုက်ကြပါတယ်ချန်ဖန်ကတော့အစင်းရောက်အလင်းတိုင်းတွေကနေထွက်လာကြတဲ့ အရေးအတွက်မေးမတွေ့နိုင်တဲ့ဝိညာဉ်ပိုင်းစားတွေဝင်းရံခံရတဲ့အထိအရာလုံးကမျက်စံလုံးနေပါတယ်အရန်ရောမျက်လုံးနာကြောင့်ခြံဖန်းကဘာလို့မှမတိတော့ဘူးလို့နာကိုခန်းစားနေရပါတယ်သူကဝန်လင်းကိုနားမလဲသလိုစိတ်ထဲမှာလည်းအထင်သေးနေခဲ့ပါတယ်မဟုတ်ရင်တော့သူ့ရဲ့ကြီးကြပ်မှုအစိမ့်နဲ့ဝန်လင်းကိုဝိညာဉ်အလံကိုအလွယ်တကူတုံးဝင်ပြမှာမဟုတ်ပါဘူးသူ့ရဲ့အမြင်ကဝန်လင်းကရုံမလုံးပါတယ်သူ့ရဲ့အစိမ့်တန်းနဲ့ဆိုရင်ဘသူနဲ့ပဲရင်ဆိုင်ရင်ဆိုင်တိုက်ပွဲမစခင်အနည်းဆုံးတော့စကားပြောကြပါလိမ့်မယ် ဒိုဝါရင်ဝယ်လင်းကတော့မျော်လိမ့်မယ်သူထွက်လာတဲ့တိုက်ခိုက်လိုက်ပါလေထိုလူရွက်ကလည်းခိုးကြောင့်ခိုးဝါတိုက်ခိုက်ခြင်းနဲ့မချမ်းသာပါဘူးစွန်ပစ်ခန့်မတင်မျိုးမျိုးနဲ့တခိန်လေးနဲ့တိုက်ခိုက်ခဲ့တော့မှတော့ထိုကဲ့သို့ရှက်စရာကောင်းတဲ့အချင်းလေးမျိုးမျောက်ခဲ့ပါဘူးထိုမျိုးကွင်းဝင်မြင်တော့တွန်ထရန်ရောင်းမှာပျော်ရှင်သွားပါလေသူကကြဲလုံဆောင်နဲ့ရင်မောပြီးတွေးလိုက်ပါလေဒီဆန်လူကငါတို့စိတ်ဝိညာဉ်တတ်စင်ခိုင်းရဲ့အနှစ်သာရကိုတကယ်ကိုပိုင်ဆိုင်လာရပါပဲတရားရုံးကတခုခုလုံးရမယ်ဆိုရင်အကောင်းဆုံးအခွင့်အရေးကိုရယူရမှာပဲထိုအချိန်မှာခြံဖန်းတော်ဝိညာဉ်ဆက်တန်းရှိတဲ့ဝိညာဉ်အလံငယ်ကဝိုင်းရထားပါလေ ဝိညာဉ်ပိုင်းဆောင်များစွာအနေဖိအားများလည်းပြင်းထန်စွာနဲ့ဖြစ်ပေါ်စေပြီးအထူးသဖြင့်အဓိကဝိညာဉ်ဆန္ဒခုဟာတူးတွက်ရန်ဝန်မှာအနေများခဲ့ပါတယ်။ချန်ဖန်ရဲ့မျက်နှာပေါ်ကနူးညံ့တိမ်ဝင်းမှုများလည်းပြောက်ကွက်သွားပြီးရန်လုံမှုများဆားတော့ဝင်လာခဲ့ပါတယ်။သူ့ရဲ့တုံတော်အေးကိုပို့လိုက်တော့မီးရဲနေလို့ရဲရဲချုံတဲ့ကရိယာတစ်ခုဟာပေါ်ထွက်လာပါတယ်။ဟင်းသာဗရာစူးကြုံကရိယာတုံထင်းရလည်းမျက်မှောက်ကျသွားပါတယ်။လက်ရှိဟင်းသာဗရာထိုချန်ဖန်ကိုအလိုလိုက်လုံးနဲ့တို့သူကထင်မိပါတယ်။မဟုတ်ရင်တော့ထိုကဲ့သို့ပစီမျိုးကိုချန်ဖန်ကိုပေးမှမဟုတ်ပါဘူး။တုံထင်းကအတန်နဲ့ပြောလိုက်ပါတယ်။ဆန်နူ အဲ့ရတနာကိုကျူချွဲစီရပိုင်နေအတော့ကောင်းကင်ရတနာအတုလို့လည်းတတ်မှတ်လို့ရတယ်ဒါကြောင့်အဲ့ဒါအရန်အောင်ဆွမ်းထက်တယ်ဝန်လင်းရဲ့မျိုးလုံးများလည်းတောက်ပတ်သွားပါတယ်သူကလည်းအလွန်ဆုံးမချက်ပြသားတဲ့လူဖြစ်တာကြောင့်ယခုလိုအချိန်မှာသူ့ရဲ့မျိုးလုံးများအိပ်ဆက်သွားပြီး ်ပေါက်ကွဲစံသူကပြောလိုက်ပါတယ်စကားတခုနဲ့ဝိညာဉ်အပိုင်းဆာတန်တရာချက်ချင်းပဲပေါက်ကွဲသွားပါတယ်ဝိညာဉ်အပိုင်းဆာတန်တရာရဲ့ပေါက်ကွဲမှုကြောင့်မြုံကြည်နိုင်လုံးဖြစ်စီနိုင်တဲ့ဆွမ်းအားတွေကိုဖန်တီးပေးခဲ့ပြီးခြံဖမ်းရဲ့မျက်နှာမူရာကိုတီးဤတော့ပြောင်းလဲသွားစေပါတယ်တွန်းဆောင်မနေပဲသူကကရိယာကိုတင်းစေလိုက်ပြီးကြဝင်းပုံစံထိုင်ချလိုက်ပါတယ်ဟင်းသားဗရာအစီရင်တစ်ခုလုံးကလည်းတလက်လက်နဲ့တော့ပါလာပြီးပျောက်ကွက်သွားကခြံဖမ်းရဲ့ရှိမှပေါ်လာပါတယ်ယခုချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကနေအစိမ်းရောက်အလင်းနဲ့များထွက်ပေါက်နေပါတယ် ပြင်းထန်တဲ့မုန်တိုင်းတစ်ခုကဒုက္ခနာကွန်းကနေထွက်ပေါ်လာပြီးပောက်ကွဲမှုကနေစွန်းအားတွေအလုံးကိုဆုပ်ယူလိုက်ပါတယ်။ဝိညာဉ်တန်တရားရဲ့ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုကအစိမ်းရောင်အလင်းများနေကိုပြင်းထန်စွာနဲ့တုံ့ခါစေပြီးအတွင်းထဲမှာရှိတဲ့ချန်ဖန်ကသွေးတဘောကိုထိုးလိုက်ရပါတယ်။ဝက်လင်းကတော့လှုပ်ဝက်စွာနဲ့တပင်းကိုချလိုက်ပြီးလက်ကိုဝင်ရန်ကအဓိကဝိညာဉ်ဆနခုကိုပြန်ခေါ်လိုက်ပါတယ်။ယခုတော့ဟင်္သာပရာအစီရင်ကမရှိတော့တဲ့အတွက်သူကတင်းငိန်စွာနဲ့ဟင်္သာပရာကုမ္ပဏီထဲကိုဝင်ရောက်ပြီးတုံထင်းရဲ့ဘေးမှာရပ်လိုက်ပါတယ်။အဓိကဝိညာဉ်ဆနခုကပြန်ဝင်လာပြီးနောက်ဝလင်းရဲ့ဝိညာဉ်စေတန်းပောင်းဝင်တဲ့ဝိညာဉ်အလံငယ်ကမင်းနဲ့နေတဲ့အငွေ့တွေအဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့မူလဝိညာဉ်ကနေထွက်ခေါက်သွားပါတယ် ထိုးရာတုန်ထန်းစီကိုပြန်သွားပြီးတကယ်အစစ်မှန်ဝိညာဉ်စေတန်းပေါဝင်တဲ့ဝိညာဉ်အလံစီကိုပြောင်းသွားပါတယ်ဝန်လင်းရဲ့အလံငယ်အုံပြမှုနှစ်ခုကကုန်ဆုံးသွားပြီးတုန်ထန်းမျိုးလုံးများလည်းအိပ်ဆက်သွားပါတယ် ူကလက်ကွန်မြောက်ကြီးပြန်ချလိုက်ပါတယ်ယခုထိုင်မှာခြံဖန်းကိုတက်လို့မရပါဘူးဘာလို့လဲဆိုတော့သူ့မှာဟင်းသားဗရာအစီရင်ကားရှိနေလို့ပါစရုပ်သားဝင်းကြီးကိုမတုံဘူးဆိုရင်ယခုလူတယောက်တည်းကိုကောင်းကွယ်ပေးနေရဲဟင်းသားဗရာအစီရင်ကိုဖျက်ဆီးဖို့အတွက်နည်းလမ်းမရှိပါဘူးဝယ်လင်းရဲ့မြေလုံးများလည်းတည်ငြိမ်နေပါတယ်အစိုးပွဲအတိုက်ပွဲကဘယ်တော့မှမဖြစ်ခဲ့သလိုပဲဖြစ်နေပါတယ်တုံးချိန်တိုင်အသက်ရှူပြီးတော့အစင်းရောက်အလင်းမျက်နှာပြင်ကပျောက်ကွက်သွားပြီးခြံဖန်းကတော့အမှန်ညွန့်နေတဲ့မျက်နှာနဲ့ထွက်လာပါတယ်ဒေါသနဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့မျက်နှာနဲ့ဝယ်လင်းကိုစိုက်ကျင်းနေပါတယ်သူကတော့ချက်ချင်းပဲ သူ့ရဲ့စိတ်ခံစားချက်များကိုထိန်းချုပ်လိုက်ပါတယ်အတက်ကိုပြင်းပြရှူသိမ်းပြီးတဲ့နောက်နူးညံ့တိမ်ဝဲတဲ့အမှုရာသူ့ရဲ့မျက်နှာပေါ်ကိုပြောင်းလာပါတယ်အကိုဆန်မားတကယ်ကိုကြွန့်ကျင်မှုတွေရှိနေပါလားဒီနေ့ငါအများကြီးကိုတင်ယူလိုက်ရတယ်သူကပြောလိုက်ပါတယ်ဝမ်လင်းကတော့တင်ငင်စွာပဲကိစ္စမရှိဘူးသူကပြောလိုက်ပါတယ်မဝေးတဲ့တော်တင်းစီဟာသူ့ရဲ့အကြည့်များလည်းရတန်သွားပြီးနောက်တပင်းကိုချကစိတ်ဝိညာဉ်တန်းစင်ခိုင်းစီကိုပြတ်တန်းသွားပါတယ်တွန်ထင်းတော့ချန်ဖန်းကိုကြည့်ပြီးပြောင်းလိုက်ကအဝေးတစ်နေရာကိုအကြည့်တစ်ချက်ပြန့်လွင့်သွားပြီးနောက်စိတ်ဝိညာဉ်တန်းစင်ခိုင်းစီကိုပြောက်ကွက်သွားပါတယ် ခြံဖမ်းရဲ့မျိုးလုံးခဲမှာတော့ဒေါသများပြောင်းဝင်လာပါတယ်ဝယ်လင်းရထွက်သွားတဲ့နေရာကိုစိုက်ကြည့်ပြီးလက်တီးကိုချစ်ချစ်ပေါင်းဆိုးလိုက်ကအနီရောင်လေးပြထွက်လာစမ်းသူကအော်ဟစ်လိုက်ပါတယ်အနီရောင်ဝဆုံးကိုဥထားတဲ့လူတယောက်ကလည်းထွက်လာပါတယ်သူမကတော့အလုံးလှပပြီးစိတ်တည်ရှိပါတယ်ဒိုးရတဲ့သူမရဲ့မျိုးလုံးတွေကရှုပ်ထွေးမှုနဲ့ဆုံးရှုံးမှုတွေပြင်းထန်နေပါတယ်သူမကယခုချိန်မှာဝိညာဉ်မဲတဲ့ရုပ်သစ်တယောက်လိုပဲဖြစ်နေပါတယ်အနီရောင်လေးပြခြံဖမ်းရဲ့ဘေးကိုရောက်လာတဲ့အခါသူကရုပ်တရက်လှည့်ပြီးအနီရောင်လေးပြရဲ့နှဖူးကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်သူမရဲ့မျက်နှာကလည်းချက်ချင်းပဲ တေလူတယောက်လိုဖြူရော့သွားပြီးအတက်တက်များလည်းလိမျက်စွန်နဲ့ဆုပ်လာပါတယ်ချန်ဖိုင်ရဲ့ဘက်မှာတော့စန်းကျင်ဘယ်တုတ်ပြန်မှုကရှိနေပါတယ်သူ့ရဲ့မျက်နှာကတော့အညောင်ဖြစ်လာပါတယ်အစောပိုင်းကရရှိခဲ့တဲ့ဒိုင်ယာအလုံးကလည်းအလိမ်မြန်ပဲပြန်ကောင်းလာပြီးမျက်စိတမိတ်အတွင်းမှာပဲသူကလုံးဝပြန်ကောင်းသွားပါတယ်သူကလက်ကိုပြန်ဝင်လိုက်ပြီးသူ့ရဲ့လက်ချောင်းပေါ်အားဒိုင်ယာမျက်ကိုကြည့်လိုက်ပါတယ်ထိုဒိုင်ယာတွေကနေသွေးများတော့ထွက်နေစေပဲဖြစ်ပါတယ်အဲ့ဒီသွေးတွေကိုရက်လိုက်စမ်းချန်ဖန်ကအနီယွန်လေးပြရဲ့ဘေးမှာသူ့လက်ချောင်းကိုမြှောက်ပြလိုက်ပါတယ်။အနီယွန်လေးပြကတော့သူမရဲ့ပါးစပ်ကိုဟပြီ ခြံဖန်ရဲ့လက်ချောင်းကိုသူမရဲ့ပစ္စတဲ့ကိုထဲကသူမကသွေးမြောက်ကိုသူမရဲ့ရှာနဲ့ရပေးလိုက်ရပါတယ်ခြံဖန်ကတော့အနီရောင်လေးပြောက်ကိုလက်ပင်မကြည့်ပဲဝလင်းပြောက်ကွက်သွားတဲ့နေရာကိုစိုက်ကြည့်ပြီးဝလင်းမင်းရောငေါ့ကိုထိခက်ရဲတယ်ပေါ့မင်းရတည်ပြီပဲဆရာအသက်ကြီးပြီးဆိတ်ရှုပ်နေတာဖြစ်မယ်မဟုတ်ရင်မင်းရဲ့တောင်နှလုံးသားကိုယူဖို့ညီမငယ်ကိုဘာလို့ဆစ်လို့ရမှာလဲမင်းရဲ့နေပယ်ကငါရဲ့အပိုင်ပဲညီမငယ်ရဲ့နေပယ်ကလည်းငါရဲ့အပိုင်ပဲဆရာရဲ့နေပယ်ုံတော့နီလန်းရှာလို့ရရင်ငါမြူထောက်မှာပဲ ူကတော်တော်လေးရေဝလိုက်ပါလေအဲ့ဒီဆန်နူရဲ့ဝိညာဉ်လံဟာတကယ်ကိုအဆွမ်းထက်တယ်အဖိုးကြီးတွန်ထင်းကလည်းအသက်ကြီးနေပြီဒါပေမဲ့ဟင်တာဗရာနိုင်ငံကိုမပေးပဲသူကဆန်နူကိုပေးနေတယ်ဒါပေမဲ့ဝိညာဉ်လံဆရာရဲ့အိုင်ကိုဖန်ဆွဲမိပြီးသားသူ့ကိုရအောင်ဆရာကဆုံးဖြတ်ထားတာကြာပြီမင်းကဘလောက်တက်တာခံနိုင်ရှိမလဲဆိုတာကြည့်ရတာပေါ့ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်